ားတော့တော်တော်ပျက်စီးသွားတယ်။အင်္ဂါမျိုးတပင်ကိုတိုက်တယ်ပြောတာပဲ။ဟုတ်တော့အင်္ဂါမျိုးတပင်ကိုကားနေမှာတိုက်တယ်။ဟုတ်တော့မဟုတ်တဲ့ကားလေးကားဘယ်သူကားလဲ။သူများကားမှာ။ကိုသမားကတနားစရာကောင်းပါတယ်မာရဲ့။သူရရလာကလည်းမလောက်လို့ဆိုပြီးသူမိမနဲ့ခရီးရတယ်။သူမိမရေဆင်းသွားတယ်။သူပြန်လိုက်ခေါ်တော့လည်းတယောက်ကမှရမထည့်ဘူး။သူတမီးနဲ့မီးကိုပြန်ခေါ်ခြင်းနဲ့ကောင်းမွန်ကိုကျွေးနိုင်စင်နာရီမှာပြန်ထက်မယ်ဆိုလို့အပုံငွေလေးရအောင်ဆိုပြီးညပိုင်းရုံစင်းချင်းမှာတက်စီဆက်မောင်းနေရရှာလာ။တော့ပါရှိတော့သူကအကောင့်နဲ့ပြန်ပြောင်းပြင်ပြေးတော့မှုတွေပါလို့ပြောတာမှာ။

ုတ်ပြီအမေအဲ့ဆိုရင်ဒီပန်းပရက်ကလေးကိုအောင်တတ်တကူပေးလိုက်ဟုတ်ကဲ့နော်ပြီးတော့အမကပြောတယ်လို့ဂျိုးပေးရကြလို့ရှိရင်ဒီနေရာကိုတွားပြီးတော့လေစုံစမ်းပါလို့ဟုတ်နော်ပြောလိုက် ာများကူညီပေးရမလဲဟုတ်မင်္ဂလာပါဟိုပါလေဒီပမ်ဖလက်ထဲမှာဟိုရေးထားတဲ့အကြောင်းအရာတွေနဲ့ရုံးငွေချင်းဖိပြက်နေတဲ့အားနဲ့တိုက်ဆိုင်နေတာကျွန်တော်တကယ်အခုခေါ်လာပြတာပါအော်ဟုတ်ပြီကဲကဲအဲ့ဒါဆိုလို့ရှိရင်ရှင်းပြမယ်လေနော် ကဲဒါဆိုရင်စပြီးတော့နာမည်လေးမိတ်ဆက်ပေးပါဦးဟုတ်ကျွန်တော်နာမည်ကတော့မောင်စေရပါအဲ့တော့ကျွန်တော်တကယ်ချင်းမောင်တန်းထိုက်။အော်ဟုတ်ပြီ။ဒါဆိုလို့ရှိရင်တော့ဒီလက်ကားဆောင်ဆောင်ထဲမှာရှိတဲ့အချက်လက်တွေနဲ့ကိုတန်းထိုက်နေတာတော်ကြီးတိုက်ဆိုင်နေတယ်ပေါ့။လောတယ်ဟုတ်တယ်ဆင်။တိုက်ဆိုင်တော့ရှိ။ဟုတ်ပြီ။ဒါဆိုရင်တော့ဒီထဲကအချက်လက်တွေနဲ့ဆိုတော့ထားတော့ကိုကရောဘာတွေဖြစ်နေလဲအဲ့ဒါလေးပြောပြပါ။ကျွန်တော်အေးအတန်ကြီးရဲ့ဟုတ်တယ်လို့ပြောတယ်တကယ်ချင်းက။ဟုတ်ပြီ။ ပြီးတော့အလုတ်ထဲမှာလည်းအာယုံတိတ်ကောင်းကောင်းစူးစိုက်လို့မရအောင်ဆရာဟုတ်ပြီမနက်ခင်းနေရောခေါင်းကိုက်တာလားကိုက်နေဆရာကိုက်တယ်အလုတ်ထဲမှာအာယုံစူးစိုက်မှုမရှိဘူးဆိုတော့အမြဲတမ်းအဲ့လိုအိတ်ချင်လို့အိတ်ချင်လို့နဲ့နေခင်ပိုင်းဆိုအရန်ငင်ငင်လေးထိုင်နေအိတ်ငိုက်နေရောလားဟုတ်တယ်ဆရာဒါဆိုရင်တော့အလုတ်ထဲမှာအနောက်ချက်ဖြစ်ပြီပေါ့ဟုတ်ပါရင်ခိုင်းမှာဖြစ်အော်ဟုတ်ပြီဒါဆိုရင်တော့ဒီဟိုလက်ကန်းစာဆောင်ထဲမှာရေးထားတဲ့အကြောင်းအရာတွေကလေကျွန်တော်တို့အင်္ဂလိပ်လို့ပြောလို့ရှိရင်တော့ obstructive sleep apnea ပေါ့ဆိုရင်ပမာလိုကကြတော့ အများနားလဲလို့လွယ်အောင်လို့အဓိပ္ပာယ်ပေါ်ထားတာဝဟောင်းငိုက်တိုက်ဝဆိုတာကတော့ကိုတန်းထိုင်းနဲ့အခုကတော့ okay နေတယ်တိုက်ဆိုင်နေပြီပေါ့နော်ကိုကလည်းဝနေတာဟုတ်ပြီးရင်ဟောက်တာကတော့တကယ်ချင်းနေပြောလို့ညအိတ်တိုင်းညအိတ်တိုင်းဟောက်တယ်ဆိုတော့အဲ့ဒါလည်းတစ်ချက်ဖြစ်သွားပြီငိုက်တာကတော့လေဘဝ concentration ဆိုတော့အာယုံစူးစိုက်မှုကြကြတော့ကြတယ်ငင်းငင်းလေးထိုင်နေအမြဲတမ်းအိတ်ငိုက်တတ်တဲ့အဲ့ဒီလက္ခဏာကြီးရှိတယ်တကယ်တော့တိုက်တယ်ဆိုတာကကြတော့ဟိုအာယုံစူးစိုက်မှု မရှိတာရယ်ပြီးရင် ညာအိတ်ချိန်ကကျတော့ကိုယ့်ကိုယ်အိတ်တာအိတ်တာအေးဝရတယ်လို့ထင်နေဆိုပေမဲ့နောက်နေ့ကျတော့အရန်အိတ်ငိုက်ပြီးတော့ကျဟိုကားမောင်းနေဆိုလို့ရှိရင်လည်း accidentally တခုခုဖြစ်တတ်တယ်ဟုတ်ကဲ့ဒီအာလက်ကန်းစာဆောင်ထဲမှာရှိတဲ့လက္ခဏာတွေနဲ့ကိုကတိုက်ဆိုင်နေတယ်တော်တော်များများကြိုက်နေနေဆိုပေမဲ့စနစ်တကျစမ်းသပ်ဖို့လိုတယ်လीအဲ့တော့စနစ်တကျစမ်းသပ်တာကတော့ပိုကောင်းတာပေါ့ကျွန်တော်တို့ကကြာတော့ဝါဟောင်းငိုက်တိုက် 8ဟောက်ရှူပိတ်ဆိုပြီးတော့ရေဘူးရပြောတာပေါ့ဒါပေမဲ့တည်တည်ချာချာဒီယောဂါရှိမရှိသိကျင်တယ်ဆိုလို့ရှိရင်တော့စမ်းသပ်တာတွေစစ်ဆေးတာတွေအဲစမ်းသပ်လို့ထွက်လာပြီဆိုလို့ရှိရင်ကုသတဲ့အဆင့်ကိုသွားမယ်ရှင်တပြေးပြေးပေါ့နော် step by step ဟိုတစိမ့်မီတစိမ့်လေးစနစ်ကျနဲ့သွားတာအကောင်းဆုံးပဲကုသတဲ့တိတ်တော့စိတ်မပူပါနဲ့အနာသိလို့ရှိရင်ဆေးရှိပါတယ်ဟုတ်ပြန်နော်ကျေလို့ဆေးစစ်ပြီးတော့ယောဂါရှာကြည့်တာပေါ့ဆရာနားလောက်ပြန်ပြောမယ်ဆိုလို့ရှိရင်ကုသတဲ့ဖြစ်နေတာကမနေ့အရာဒါဆိုရင်ကောင်းကြိုက်တယ်နော် နေ့လည်းပဲကြာရင်တယောက်တည်းနေအချင်းနေเนาะအာယုံစီဆိုင်မှုတွေနေတယ်အလုတ်ခွင်မှာအဆင်မပြေဘူးเนาะညပဲအိတ်တဲ့ခါကျတော့လည်းအရင်ဟုတ်တယ်ဟောက်တော့ဘေးရလူတော့မနေနိုင်ဘူးပေါ့เนาะဒီလိုဖြစ်ဖြစ်နေတာဟုတ်တယ်မလားเนาะအေးဟုတ်ပြီအဲ့တော့ဒီယောဂအတွက်ကိုဆရာတို့စစ်ဖို့လိုတယ်ကွစီးစစ်ထားရပိုင်းလှုပ်ထားသေးလားရှိရချာလောက်ထားလာပါလာသေးလားပါရချာအေးပြတယ်မောင်တော့ရုပ်ပြီး ထပ်ကြည့်လိုက်အောင်နော်ဟဲ့သူကြီးလည်းစစ်ထားပြီဒါပဲနော်တမှန်နေလည်းရိုက်ထားတယ်နှလုံးနဲ့လည်းဆန်းထားတွေ့ရတယ်နော်ဟုတ်ကဲ့အင်းကျန်ဝင်လည်းတော်တော်များသွားပြီချင်တယ်ဟုတ်လားတော်တော်ထူနေပြီဟုတ်ကဲ့ဟုတ်ပြီစစ်ချက်တွေရပြောမယ်ဆိုလို့ရှင်တော့ဒီချက်မှာဘာမှတော့အပြင်းအဆန်မတွေ့ဘူးနော်ဖြစ်ပုံကြည့်မယ်ဆိုလို့ရှင်တော့ဒီဥစ္စာက8ချိန်မှာ ဟုတ်တယ်เนาะတက်ရှူလန်ကြောင့်ပိတ်ပြသွားမှုရတယ်မနေ့ဆိုလို့ရှင်ပြရထားလို့ရှင်ကောင်းကြိုက်တယ်လေးလေးပင်ပင်ဖြစ်နေတယ်မလန်းဘူးပေါ့เนาะနေ့လည်းဆိုလို့ရှင်တယောက်တည်းနေမယ်ဆိုရင်အိပ်ပျော်ပျော်သားတတ်တယ်ပိတ်ငိုက်နေတတ်တယ်ဘလို့ဆိုရင်ဆောင်းရပြောသလိုပဲအာရုံစူးစမ်းမှုမရှိဘူးပေါ့เนาะအဲ့တော့အမားရဖြစ်တယ်ဒီလိုမျိုးပေါ့เนาะအနီးနားလူတွေကလည်းအိတ်တဲ့အခါဟောင်းလုံးကကြည့်တော့အနီးနားမနေနိုင်တော့ဘူးဒီလိုဖြစ်တာပေါ့เนาะအဲကျတော့တော့အဲ့ဒါအင်္ဂလိပ်လိုတော့ obstructive sleep apnea လို့ခေါ်တယ်။ OSA ပေါ့ဘုရားကနော်။ အဲ့ဒီအချိန်မှာအသက်ရှူလမ်းကြောင်းပိတ်ပိတ်သွားတာပေါ့နော်အဲ့ how should ပိတ်ဆိုတော့ကျတော့အလွယ်ပြောတာပေါ့အဲ့ဒီယောဂဖြစ်နေဖို့များရင်နော်အဲ့တော့ကျတော့အဲ့ဒါကိုစမ်းဖို့ကဒီလိုတွေးစစ်တာဓမ္မရိုက်တာလည်းမပေါ်ဘူးကွตัวบาลงอ่ะมั้ยเลยဆိုလို့ရှင်8တဲ့ချိန်မှာ14တတ်ပြီးတော့ကျတော့ဆန်းလိုက်လို့ရှင်ဒီယောဂရှိမရှိပေါ်သွားလိမ့်မယ်เนาะအဲဆန်းပြီလို့ရတယ်ဆန်းမယ်ဆိုရင်သဘောတူမလားပေါ့ တဘောတူရင်ဆရာစီစဉ်ပေးပါမယ်ကွယ်ဟုတ်ကဲ့တူပါရဲ့ဆရာတူပါရဲ့เนาะဒါဆိုရင်ဆရာစီစဉ်လိုက်မယ်လေ sleep study လုပ်ဖို့เนาะဟုတ်ကဲ့ဟေးဟောပါပြီကွယ်ဟုတ်လားတူပါပါဆရာဟောဤသမီးမိခဏလေးเนาะဟေးဟုတ်ကဲ့ဒါသမီးဟိုဆရာရဲ့တူမเนาะဒါကတူမရဲ့တငယ်ချင်းတန်ထိုက်ဟမ်တူအကူဆရာချီကိုလာပြီးတော့အဲသူဖြစ်တဲ့ဥစ္စာတွေလာပြောပြတာ ခြုံပြောရင်တော့ဝါတယ်ဟောက်တယ်ငိုက်တယ်နော်ဝါဟောက်ငိုက်တိုက်ဖြစ်နေတာပေါ့နော်အေးအဲ့ဒါသူ့အတွက်ကိုကျတို့ဒီနေ့ညကို sleep study လုပ်ချင်တာနော်အဲ့ဒါဒီနေ့လုပ်မယ်ဆိုရင်ဆက်အဆင်ပြေရလားဒီရအောင်ဖြစ်ချင်မရှိပါဘူးခင်ဗျာဖြစ်ချင်မရှိဘူးเนาะဟုတ်ပြီအဲ့ဒါဆိုရင်ကိုသားနဲ့ဆရာမလူတွေဥစ္စာတွေသူစီစဉ်ပြလိုက်မယ်ဒီနေ့ညကိုလာပြီးတော့စမ်းနေတယ်မလားဟုတ်ပြီ အဲ့တော့လိုတဲ့အချက်တွေပေါ့ပဲဘာတွေပြင်ခဲ့ရမလဲဘာတွေလုပ်ခဲ့ရမလဲဆိုတာဆရာမမှာပြလိုက်မယ်နော်သူခဏလေးထိုင်လိုက်ပါလားကိုတန်းထက်ကိုလိုတဲ့ဥစ္စာတွေပြောပြလိုက်နော် ဒီနေ့ညမှာပေါ့နော်ဆက်တဲ့အရာမယ်ဆိုတော့ဆရာမတို့ကဒီအကိုဘာကြီးသိရမယ်ဆိုတာကိုတစ်ချက်လောက်ရှင်းပြပေးမယ်နော်ဟုတ်ကဲ့အဓိကကတော့ဆရာမတို့ကကိုယ်ကိုဆက်တဲ့တဲ့ချိန်မှာဒီခေါင်းကိုပေါ့နော်အလက်ထရုတ်ဆိုတဲ့လက်စစ်ဂျိုးနဲ့ခေါင်းကိုတက်မယ်နောက်နှဖူးတက်မယ်နောက်မီးစစ်ဒဝိုက်တက်မယ်ဒီနှခေါင်းထဲမှာတက်ရှူနှုန်းကိုတိုင်းနဲ့ပိုက်တက်မယ်ပေါ့နော်နောက်ဒီရင်ဘတ်တက်မယ်ဖိုက်တက်မယ်နောက်အောက်ဆီဂျင်ပမာဏတိုင်းတာကိုလက်မှာကျိုးလေးတက်မယ်ပေါ့နော်။အဲနောက်ဒီလိုမျိုးခေါင်းအောင်တက်မယ်ဆိုတဲ့အကြောင်းအကိုကခေါင်းရှော်ရေးချိုးလာခဲ့ပေးရမယ်။နောက်ဂျယ်ရို အုံးစီတို့လောင်းဝလိမ့်လာခဲ့လို့ရပါဘူး။နောက်ညနာတို့ခန္ဓာကိုယ်တို့မှာလိုရှင်တွေလိမ့်မလာခဲ့ပါနဲ့။ပုံမှန်တောင်းနေကြဆေးရှိလား။မရှိပါဘူး။ပုံမှန်တောင်းနေကြဆေးရှိရင်တော့အိတ်ဆေးရလဲပြီးတော့ပုံမှန်တောင်းနေကြဆေးတောက်လာခဲ့လို့ရပါတယ်။အရင် coffee အိတ်ဆေးလောင်းဝတောက်လာခဲ့လို့မရပါဘူး။နောက်ဒီညဘက်မှာပေါ့နော်ချောင်းချိပြီးတော့ပေါ့ပါတယ်ကိုဝင်းနေကြညအိတ်ဝတ်ဆောင်ဝင်လာခဲ့ပြီပါ။နောက်လီနာကြောင့်တရားခေါ်လာခဲ့ပြီပါရှင်နော်။ဟုတ်ကဲ့။ဒါဆိုရင်ဒီနေ့ညပေါ့နော်၈နာရီလောက်ရအောင်ဒီလိုပြန်လာခဲ့ပြီပါနော်။ဟုတ်လိုင်းပါဆရာ။ဟုတ်ပါ Thank you, Ma.